Nintendo. Code. ဖြစ်ဟုတ်ရှိပိုင်းတက်ကတော့တက်နေညီမနဲ့မယားရှိမောပါပြီးတော့တက်တရနှစ်ကုန်ထုတ်တာလူတက်နေရှင်ညီမတို့ဒီပေါ့အခြေယုံဖြစ်နေတဲ့အချိန်မှာညီမအနောက်မှာလဲကြွားရတဲ့အတွက်ညီမအနောက်မှာနေနေရပေါ့အဲ့လိုမျိုးသူတို့ရက်ခတ်ပေးနေတဲ့အချိန်မှာအခုပြီးတော့သူတို့ဖြစ်ပြီးဖြစ်ပြီးခဲရည်နဲ့အဲ့လိုမျိုးညီမမြင်လိုက်တယ်မြင်လိုက်တော့ညီမအဲ့မှာ ရှိရလို့အဲ့ထဲမှာရှိရလို့တော့ဆွဲထုတ်ပြီးညမှာပြေးတယ်ပြေးတော့အကုန်လုံးဖုံးကြောင်တွေမှာတစုစီရဲရောက်တဲ့ခါမှာတကားပိတ်လိုက်တယ်တကားပိတ်လိုက်တဲ့အချိန်မှာတို့ရဲတွေဝိုင်းလာတယ်ညမတို့အကုန်လုံးပဲစုဟိုဖုံးကြောင်တွေမှာပြန်စုမိသွားတော့ငါတို့အဲ့ခါရှိအဖမ်းခံပဲအဲ့လိုမျိုးပြောတယ်တို့ညမတို့အဖမ်းမခံခင်နဲ့ပြောတယ်ညမတို့ကို blue ကိုဖမ်းမှာအေးစစ်စစ်ဖမ်းခံမယ်ညမတို့အလံကိုမလုပ်ပါနဲ့လို့ပြောတယ်ကြောင်းထဲမှာမီဒီယာတွေအဝင်မခံမဲနဲ့အလံတွေကိုအတန်းနေတယ်ညမတို့စိတ်သက်စစ်စင်ရေလို့တာပေါ့တပိတ်တွေကိုချိုးတာအဲ့လိုမျိုးတွေရှိရပြီးတော့အဲ့လိုကားတွေပါဆိုလဲဖြတ်စည်းတာပါညာအဲ့လိုမျိုးရှိရဟိုနာကူကားတွေအားစဖြတ်စည်းခံရတယ်အမှန်မှန်ဆိုတို့အဲ့လိုမျိုးမလုပ်သင့်ဘူးပေါ့ အဲ့ဒီဟာတွေရှိတယ်ပြီးတော့ကြောင်းနဲ့ရောက်သွားတဲ့အခါမှာမီဒီယာတွေကိုအဝင်မခံတော့မဲ့လုံးဝပိတ်လိုက်ပြီးတော့မီဒီယာဆိုလဲအဲထဲမှာကျန်တဲ့မီဒီယာဆိုလဲရိုက်နှက်တယ်ပြီးတော့ကြောင်းသားတွေကြောင်းကြောင်းသူတွေကိုတော့အယံမလုပ်ဘူးအယံမလုပ်ဘူးဆိုတာသူတို့စိတ်သက်စစ်စစ်ရေးပဲလုပ်တယ်စိတ်သက်စစ်စစ်ညီမတို့မမှတ်ရရင်ပို့စိုးပတ်ဆက်တွေပြောတယ်ပေါ့နော်မမတို့မထွက်တဲ့နဲ့စကားတွေပါထွက်တယ်ပို့စိုးပတ်ဆက်ပေါ့အဲ့လိုပြောတယ်ပြီးတော့ယောက်ျားလေးဆိုညီမတို့ငုတ်ခိုင်းတာညီမတို့ခေါင်းခေါင်းတာနဲ့ရိုက်အဲ့ချိန်မှာညီမဒီဘက်ကိုလှမ်းကြည့်လိုက်တဲ့အချိန်မှာယောက်ျားလေးတွေကိုဒီဘက်ဟိုပေါ့ဟိုနှစ်တန်းတန်းထားတယ်ရဲနှစ်တန်းတန်းမျိုးအလဲကနေပြီးတော့ဖြက်လျှောက်ခိုင်းပြီးတော့တောက်လျှောက်ရိုက်တာ ရဲတောက်လျှောက်ကရိုက်တယ်ပြီးတော့မှကားပေါ်မှာတင်တယ်ကားပေါ်မှာလည်းလူတွေအများကြီးဟိုအဲ့လိုပိုးစိုးပတ်သက်တွေဟိုဟိုသူတို့ပြန်ပြောပြတာပေါ့ဟိုမနေ့ကရုံးထုတ်တော့ဟိုရုံးထုတ်ပထမနောက်ကားနှစ်စီးပြောင်းတယ်ညီမတို့ပထမကြီးမှာကားနှစ်စီးမှာဒုတိယတစ်ခေါက်မှာယောက်ျားလေးနဲ့စီးရတော့သူတို့ပြန်ပြောပြတာပေါ့ဟိုကြက်ညံ့ညောင်ချိုးရည်တန်နေနဲ့အဲ့လိုမျိုးဖြစ်နေချိန်မှာလည်းအဲ့လိုမျိုးစူဆောင်းမှာညာအဲ့လိုမျိုးလောက်တော့မင်းတို့ဟောက်နေမင်းတို့ခေါင်းမထောင်နေမှာညာအဲ့လိုမျိုးပို့တော့ပတ်သက်ဒီလောက်တော့ပေါ့ပြီးတော့သူတို့တာယာဝတီထောင်ညီမတို့ပို့လိုက်တယ်ဘာမှလည်းမမြင်ရအောင်ထောင်ထဲရောက်မှထောင်ဆိုတာသိတယ်အဲ့တော့ ြောင်ထောင်းနဲ့ရောက်တော့ကျတော့ကြမ်းထွက်လာပြီးတော့ညီမတို့ main ကလေးတွေကိုဘယ်လိုလုပ်လဲဆိုတော့ဟိုအရန်အကြမ်းဖတ်တာမဟုတ်ပဲပဲဒီလို main ကလေးကိုလက်ထိတ်မခတ်အောင်လို့ညီမကြောက်ဘူးလေသူတို့အိတ်ဂွင်းနေနဲ့လက်ထိတ်ကတ်အရန်တင်းကျင်နေညီမတို့ဖြီးပေးပါဆိုမျိုးဟိုဖြီးပေးကျင်တယ်လို့မထိမဖြီးပေးကျင်တယ်လို့လုပ်လဲကားပေါ်မှာစိတ်တက်စစ်စစ်အင်းနေနဲ့ဆဲတာဆိုတာပို့စိုးပတ်သက်ပြောတာရှိတယ်စစ်ကြောရေးဝင်နေအချိန်မှာညီမတို့ကလည်းထောင်းဝင်စားဆိုပြီးတော့လာပို့သွားရှိအဲ့ဟာတွေကမနေ့ရက်တွေကပို့ထားတာလို့ကြားတယ်အဲ့ဒါကိုဒီနေ့မှလာပို့တယ်အဲ့တော့ညီမတို့ကမေးတယ်ညီမတို့မဖြေခင်ညီမတို့အရင်မေးမယ်ညီမတို့ ထောင်ဝင်စားလာပို့သွားတယ်ဘဒူလာပို့သွားတာလေပြီးတော့ညီမတို့အမေတွေမနေ့ကညီမရုံထုတ်တဲ့ချိန်မှာအမေအတန်ကြားလိုက်တယ်ညီမတို့အမေတွေလာနေရလို့ကြားရတယ်ဘာကိစ္စနဲ့မဝင်ခိုင်းတာလဲညီမတို့အရင်မေးလိုက်တော့ညီမတို့ပြန်လွတ်မှာပါဆိုပြီးတော့အဲ့စစ်ကြောရေးဝင်နေတဲ့အချိန်ကျမှပြောတယ်ဟုတ်အဲ့လိုပြောလိုက်ဆိုညီမအမေညီမအမှန်တိုင်းပြောရင်မထိုးပေးချင်ဘူးဒါညီမတို့မတရားမတရားမှုကိုလုပ်နေရမှာမဟုတ်ဘူးညီမတို့ပညာရေးအတွက်ပဲတောက်ဆိုနေဒါမှညီမအမေရှိရညီမအမေကိုညီမပြန်ကြည့်ရမယ်သူပြန်ကြည့်ရမယ်ဆိုတာဟိုတောက်လျှောက်လဲဒီလိုမျိုးကြီးလဲမိဘကြီးလဲပေးမန်းနေပြီဟိုပြီးတော့ပုံမှန်78ဆိုရတယ်ညီမ78ဘာမှမဟုတ်လောက်လို့ထင်တယ်အဲ့ကြောင့်ညီမထိုးပေးလိုက်တာဟို ဒီပညာရေးဥပဒေကိုဆက်ပြီးတော့မဆန့်ကျင်ဘူးပါညာအဲ့လိုမျိုးညမဖြစ်ညမညမဆန့်ကျင်နေပါပဲညမမကြိုက်တဲ့အတွက်ညမစိတ်တွေကလည်းဆန့်ကျင်နေပါညမလုံနိုင်တဲ့လောက်လုံနေပါပဲ